လူကြားထဲမှာတရေချောက်တဲ့ဟိုတယ်လို့နာမည်ကြီးနေတဲ့တာလုံဟိုတယ်ဖြစ်ပါတယ်။အေးမြနေတဲ့မြို့ရဲကညအပြင်မှာတော့တုံခါလောက်အောင်အတွင်းမှာတရေချောင်းတွေကြောင့်သွားရောက်နေထိုင်သူကယဉ်တထိတ်ထိတ်ဆိတ်နေရတဲ့နေရာတစ်ခုပါ။တာလုံဟိုတယ်ကို1920ဝန်းကျင်ကဂျာမန်စာရင်ခေတ်ဂျိုသားအဆောက်အုံတစ်ခုအဖြစ်ဆောင်းလုပ်ခဲ့တယ်လို့ဆိုကြပါတယ်။အစပိုင်းမှာနိုင်ငံခြားလူကြီးများ န်းဖြေရနေရာဖြစ်သုံးသက်ခဲ့ပေမဲ့ဒုတိယကမ္ဘာစစ်အကြာအဆောက်အအုံနဲ့ပတ်သက်ပြီးတွေးထိုးကြဆတ်မှုတွေအထက်တန်းဧည့်သည်တို့ချို့လှုပ်ဝက်တည်ဆုံးမှုတွေဖြစ်ပွားခဲ့တယ်လို့သမိုင်းမှတ်တမ်းတွေကပြောပါတယ်အပြင်းထန်ဆုံးလိုက်လံနေတဲ့တရေပုံကြီးကတော့အဖြူရောင်ယောက်ျားကြီးတဦးဖြစ်ပြီးသုံးွာထဲမှာအထူးသဖြင့်ည3နာရီခွဲလောက် ကားကြားတွေကလည်းရှော့စည်းတယ်လို့မြင်ရတယ်လို့ဧည့်သည်အများစုပြောကြပါတယ်။သူ့ရဲ့မျက်လုံးတွေထိဆက်ဖို့ခက်လောက်အောင်မင်းအောင်ကြီးနေတာ